မင်္ဂလာပါနေတီ channel မှာပြန်လည်ကြိုဆိုပါရစေဒါဒီနေ့တင်ဆက်ပေးမှာတော့ကိုအောင်မင်းတရင်ထဲမှာပါတဲ့ဒါ flu zone မှာ KND ရကောင်းဆောင်မာဝီ live မှာအာတက်တက်ချောင်းနေတဲ့မာဝီကိုမြန်မာတက်မတော့ဝိုင်းထားပါပြီ flu zone မှာ flu zone မြို့မှာဝိုင်းထားပါပြီဒါမာဝီဒီတစ်ခေါက်တော့အသေးလားအရှင်လားအသေးမိမလားအရှင်မိမလားဆိုတော့ဒါကိုအောင်မင်းတင်ဆက်ပေးထားထားလေးပါ ဒါ line ပေါ်မှာ interview တွေလုပ်ကြီးကြီးကျယ်ကျယ်နဲ့ ARD တို့ DPG တို့မှာဟိုမာဝီရဟို interview တွေလုပ်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 လဲပြီးတော့အမှသူ့ကိုယ်သူဟိုဆရာကြီး design နဲ့လုပ်နေဟိုမာဝီအခု full ဆိုမှာမြန်မာတက်မတော်ဝိုင်းထားပြီအဲ့တော့အသေးမိမလားအရှင်မိမလားအဲ့ဒါကိုစောင့်ကြည့်ရပါဘောမြန်မာတက်မတော်ကြီးအောင်မြင်ပါစေကဲအဲ့ဒါလေးနားထောင်ကြည့်ပါဦးပေါ်မင်းတင်ဆက်ထားတာလေးပါအဲ့ဒါလေးတင်ပြတာပါ ကရင်နီဒေသမှာရှိတဲ့မြို့တော်တော်များများတော့ဒါကိုပြန်သိမ်းနေတယ်အခုအဲ့မှာကရင်နီနဲ့ပတ်သက်ပြီးတော့လေဒီနေ့သတင်းတပုတ်တော်တော်များများပေါ့ဒီနေ့ဆိုလို့ဒီနေ့သတင်းတွေထဲမှာအဓိကလွှမ်းမိုးတာကကြောင်မဲမျိုးကိုတက်ကပြန်သိမ်းတဲ့သတင်းတွေကတော်တော်လွှမ်းမိုးတယ်အဲ့လိုပဲဘာလို့လွှမ်းမိုးလဲဆိုတော့ကျွန်တော်တို့ဒီကရင်နီပေါ့နော်ကရင်နီဒီရဲ့တကယ့် star home ဖြစ်တဲ့ fruso ပေါ့နော်ဒီမိုးဆိုးမဟုတ်ပြ fruso fruso ကိုတက်ကပြန်သိမ်းတာ ဖရူဆိုမျိုးကိုနော်ပြန်သိမ်းတာဖရူဆိုမျိုးဆိုတာပြောရရင်ကင်နီဒီရဲ့တကက်စတောင်းဟိုးဆိုမာဝီတို့ရဲ့တကက်ကိုပြောရရင်ဟိုဘယ်လိုခေါ်မလဲအခိုင်မာစခိုင်းအဲ့ဒါကိုတက်ကလော်လော်လေးပြန်သိမ်းတာမာဝီဟာသူ့ရဲ့ဟလာဒီ KNDF ကဝင်ဝင်ဘလောက်ရှိတယ်လဲဆိုတော့သူဒီနေ့ထုတ်ဖော်ပြောတယ်အဲ့ပြောချင်းမိုင်မှာထုတ်ဖော်ပြောတယ်ဆိုအဲ့ဒီတွင်နဲ့ပတ်သက်ပြီးကျွန်တော်နည်းနည်းဖတ်ပြမယ်ပြီးရင်ကျွန်တော်သုံးသပ်မယ်။ကရင်နီတွင်နဲ့တပ်မတော်စစ်ကြောင်းသားကဖြူဖရူဆိုအထိ ရောက်ရှိလာတဲ့ကရင်နေရင်စစ်တပ်စစ်ကြောင်းများကဖရိုးဆိုအထိရောက်လာပြီးစစ်တပ်ကိုအနိုင်ယူနိုင်ရေးစီးလုံးညီညွတ်မှုရှိရအရေးကြီးတယ်ဆိုပြီးတော့ KNDF စီဦးစီးချုပ်တို့သူ့ကိုယ်သူနာမည်ပေးထားတဲ့မာဝီကပြောတယ်တဲ့စက်တင်ဘာ28ရက်နေ့တွင်ထိုင်းနိုင်ငံချင်းမိုင်မြို့မှာကျင်းပတဲ့ကရင်နီရိုးရာဒီကူပွဲတော်မှာတဲ့မာဝီကအဲ့လိုပြောတာဖြစ်တယ်တဲ့ကရင်နီပြည်နယ်မှာတဲ့စစ်တပ်စစ်ကြောင်းတွေကဖရိုးဆိုအထိရောက်လာကြောင်း2023ခုနှစ်နိုဝင်ဘာ17ရက်နေ့ စ်လေးလုံးစစ်စင်ရေးမတိုင်မီအခြေအနေသို့ပြန်လည်ရောက်ရှိလာတယ်ဆိုပြီးတော့မာဝီကပြောတယ်တဲ့ဒီနေ့အထိမြေပြင်အခြေအနေမှာဆိုလို့ရှိရင်ねဖရူဆို14ချောင်းအထိကိုတက်မတော်ရဲ့စစ်ရိတ်ခါကအများကြီးရောက်သွားပြီဖြစ်တယ်တဲ့တစ်လေးလုံးမစခင်အခြေအနေကိုပြန်ရောက်သွားတဲ့အခြေအနေမျိုးဖြစ်တယ်တဲ့ကျွန်တော်တို့အများကြီးပြန်အလုပ်လုပ်ပြီးတော့မှပြန်တိုက်ယူရမယ့်အခြေအနေမျိုးရှိနေတယ်တဲ့ဆိုပြီးတော့သူကပြောတယ်တဲ့ပြင်းနေမှာတဲ့ ကောက်ခံရရှိတဲ့အခုံမေတွေက60ရာခိုင်နှုန်းနေပါကိုစစ်တိုက်ဖို့အတွက်မာဝီကအသုံးပြုတယ်တဲ့အဖွဲ့ကျန်တဲ့အဖွဲ့တွေကိုလည်းသူခွဲဝေပေးရတယ်တဲ့တလတလဟုတ်တဲ့ကရင်ပြည်ပြည်နယ်မှာအခွန်ရရှိမှု3,900လောက်ရှိတယ်တဲ့မာဝီအဖွဲ့ကကရင်ပြည်ပြည်နယ်မှာအခွန်ကောက်တာတလတလဟုတ်3,900လောက်ရှိတယ်တဲ့ ဒါတဲ့သူပထမဦးဆုံးထုတ်ပြောတာဖြစ်တယ်တဲ့နော်ဘလောက်ဒီကောင်းလေးဝိုင်းမှာဝိုင်းမှာဘုံမှာမဘုံနဲ့ဘုံမှာအဲ့ဒီတည်းကနေပြီးတော့3000မှာ3400လောက်ကစစ်တိုက်တဲ့နေရာမှာတုံးထားတယ်တဲ့3400ဆိုရယ်ပတ်စံအရင်တက်ဟာတဲ့ AKG 4သိန်းဝယ်လို့ရတယ်တဲ့သူဒီသူကိုနင်းကိုအဲ့လိုပါသူချင်းမိုက်ကိုမလာခင်မှာတဲ့စစ်တပ်ရဲ့တပ်ရင်းတင်းကိုတင်းတာ AKG တသိန်းကျော်ကုန်လေတဲ့အဲ့တော့တပ်ရင်းတင်းကိုဖျန်းမြအားဖြင့်တဲ့ ြည်တသိန်းနဲ့သိမ်းလို့ရဆိုတဲ့ဘောတဲ့တလားတလားရတဲ့ငွေကကြည်စံ၄သိန်းဝယ်လို့ရရင်အနည်းဆုံးတရင်၂ရင်၃ရင်ကိုအတားလေးသိမ်းလို့ရတယ်တဲ့ဒါဒါပဲနဲ့ဒါစိတ်ပြတ်လို့ပြောတာတော့မဟုတ်ပါဘူးတဲ့ကျွန်တော်တို့ကအဲ့ဒီငွေတွေကိုတစုတစည်းနဲ့သုံးတာမဟုတ်ဘူးတဲ့ K ကဘလောက်ပါစင်နစ်ကလလတာကဘလောက်ပါစင်နစ်ဆိုပြီးတော့ခွဲပြီးတော့မှကိုယ့်ရဲ့အဖွဲအတွက်အသုံးပြလိုက်တဲ့အခါမှာတဲ့ငွေတွေကောင်းကွဲတော့တဲ့ ဘယ်စစ်ပွဲမှမတိုက်နိုင်အောင်ဖြစ်တယ်တဲ့အဲ့တော့လူလူတွေနဲ့ဒါတွေကိုများများတွန်းအားပေးဖို့လိုတယ်ဆိုပြီးသူကပြောသွားတယ်ပေါ့နော်ဆိုတော့ပြောလို့ရှိရင်ဒီမာဝီတို့အဖွဲ့ရနေတဲ့ငွေတွေကမနေဘူးဒါပေမဲ့လက်ရှိနေသားမှာငွေတို့ရဲ့ဝင်ငွေကအဲ့ဒီလောက်မရှိတော့မရှိတဲ့အခါကျတော့ပြောရလို့ရှိရင်လက်ရှိနေသားမှာနောက်တက်မလို့ကလည်းဒီဘက်မှာတော်တော်များများဖိအားပေးပြီးတိုက်လာတယ်ဖရူဆိုဆိုတဲ့နေရာကြီးကိုတော့တက်က ပြန်သိမ်းထားပြီလို့ပြောလို့ရအောင်နော်စစ်ကြောင်းတွေတက်လာပြီဖရူโซသီးကြောင်းလာပြီလို့ပြောတာဒါပြောရင်ဖရူโซသိမ်းလိုက်ပြီလို့ပြောချင်တာပေါ့နော်အဲ့တော့ပြောရရင်ကရားပြည်နယ်ဘက်မှာလည်းတက်မလို့အနေနဲ့နိုင်ပွဲတွေဆက်နေတယ်ကရားနောက်ကရင်ပြည်နယ်မှာဆိုလို့ရင်တက်မလို့နဲ့နိုင်ပွဲတွေဆက်နေတယ်ကရားရဲ့ကရင်ရဲ့အခုဆိုလို့ရှိရင်ကျွန်တော်တို့ကလာဒီအိုဘလူးကောမလဲရှမ်းမြောက်ရှမ်းမြောက်မှာဆိုလို့ဒီလိုပဲတက်ကနိုင်ပွဲတွေဆက်နေတယ်အဲ့တော့ပြောရလို့ရှိရင်ကျွန်တော်တို့ကတစ်ခုပဲသိထားဖို့လိုတယ် နော်တရားမွေလက်နက်ကင်ဆောင်နေတဲ့အဖွဲ့အစည်းတွေအနေနဲ့တခုပဲသိထားဖို့လိုတယ်တက်မတော်ဟာလုံရင်ရတယ်မလုံဘူးဆိုတာဟာကိုတိုင်းရင်းသားကြီးကိုလူငယ်ကြီးဒီလိုစစ်ပွဲနဲ့ရှင်းနေလို့ကတော့ပြီးမှာမဟုတ်ဘူးငြင်းငြင်းချမ်းချမ်းနဲ့ရှင်းမှုလိုအပ်တယ်ဆိုတော့တက်မတော်မှာရှိတဲ့လူကြီးတွေရဲ့ရေရှည်အကျိုးကိုကြည့်နေလို့တာဒီတစ်ဖက်မှာရှိတဲ့ဟုတ်လားဒီအချက်ဖက်လက်နက်ကင်တွေကတဖြည်းဖြည်းရောင်းတက်လာတာဖြစ်တယ် အဲ့မဲ့ဒီကနေ့မှတော့ဒီကနေ့ဆိုတော့ဒီလိုအချိန်မျိုးမှတော့တက်မတော်အနေနဲ့တက်ပြသာသာလုပ်နေပြီလို့ကျွန်တော်ဒီလိုပြောခြင်းတယ်နောက်တစ်ခုကဘာလဲဆိုတော့တက်မတော်အနေနဲ့လို့ရအကုန်ဖြစ်တယ်လို့ကျွန်တော်ဒီလိုပြောခြင်းလားဒီလိုပြောခြင်းလားကျန်တဲ့နေရာလေဟာငါတို့တိုက်လို့မရဘူးမထင်နဲ့ကျွန်တော်ပြောပြီးသွားပြီမထင်နဲ့ဒီကစ်တက်မတော်မှာရှိထားတဲ့လက်နက်တွေကလူများလေကြိုက်လေခင်ဗျားတို့လူများလေကြိုက်လေဒါပေမဲ့ကျွန်တော်တနေ့ရပဲပြောခဲ့သလိုပဲတက်က ဒီဂျေလိတမယိုးကြလက်နက်တွေပဲသုံးထားတော့မယ်တမယိုးကြလက်နက်တွေသုံးတော့ဟာသူတို့အနေနဲ့၆ပြောတာပေါ့ဗျာဥမာထားပါတော့ကဘာမှာစစ်ပွဲတွေမှာကလစတာဘုံသုံးရင်ရေးယူရလို့ပြောလိုက်တာနဲ့တပြိုင်အဲ့ဥရီလေးဖက်လိုက်မိတာနဲ့တပြိုင်နဲ့ဟာတမလို့ကကလစတာဘုံကြီးသုံးပြီလို့ကလစတာဘုံတွေပါတာတကယ်သုံးရလို့ရှိရင်ရန်သူစခန်းတစ်ခုကိုတရက်တရက်ပဲတိုက်ရမယ်တရက်ပဲတိုက်ရမယ်ကလစတာဘုံဆိုတာကျွန်တော်ပြောချင်တာအခုစခိုင်းတိုင်းမှာရှိတဲ့ ဗဒတ်တွေဆိုတာခင်ဗျအယုတ်ရေးရမယ့်အဆင့်ရောက်သွားမယ်ကျွန်တော်ပြောချင်တာအဲ့တော့အဓိကအပြင်ကဘာလဲဆိုတော့ခင်ဗျတို့နိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းနဲ့ရှင်းမှာစစ်ပွဲတွေကိုရက်လိုက်ပါတော့စစ်ပွဲတွေကိုရက်လိုက်ပါတော့ခင်ဗျားတို့ကိုကိုကိုယုံရင်ရွေးကောက်ပွဲဝင်လိုက်ပါကျွန်တော်ပြောချင်တာကိုခင်ဗျားတို့ဒေသကိုခင်ဗျားတို့အုပ်ချုပ်ခြင်းနဲ့မလားခင်ဗျားတို့ဒေသမှာပါတီထောင်လိုက်ခင်ဗျားတို့ဒေသအတွက်ခင်ဗျားတို့လူတို့ရဲ့ အဆုံးဖြတ်ကိုခဏတော့အရေခံယူလိုက်အဲ့ဒါ KIA ဂွမ်မော်လို့ရှိတယ်ဂွမ်မော်တတိရှိနီလန်နီလုတ်လိုက်ပါတီထောင်လိုက်ပါတီထောင်ပြီးတော့အဲ့ဂွမ်မော်အောက်ပြီးငါကချင်နေရငါတို့ထောက်ကနေလို့ကယုံကြည်ရင်မဲဘုံထောင်လိုက်လीအဲ့ဒီမှာကျွန်တော်ပြောချင်တာဒါနီလန်မှတ်တာရှိရှိလေးပဲဒီမိုကရေစီကိုယုံကြည်ရဆိုရင်ဒီမိုကရေစီရဲ့ကျင့်စဉ်တွေကိုလည်းယုံကြည်ရမယ်ဒီမိုကရေစီကိုဘယ်ဆက်ကယုံကြည်လို့လို့မရအောင်ကျွန်တော်တို့ပြောချင်တာတက်မတော်ကသူ့ရဲ့ဟလာလုံးဆောင်နိုင်စွမ်းတွေကိုလည်းပြပြီးပြီး သူ့ရဲ့တမာရီသူ့ရဲ့အကျင့်သူ့ရဲ့ကျင့်စဉ်ကိုလည်းပြပြီးပြီသူဥရီလေးစားလိုက်နာတာဆိုတာကိုလည်းကဘာကြီးကိုမြင်အောင်ပြပြီးပြီဒါကြောင့်မို့ဒီကနေ့မှာအာဆီယံအတိုင်းအဝန်းမှာရှိတဲ့နိုင်ငံတွေကတော့တက်မတော်နဲ့ပတ်သက်လာလို့ရှိရင်တော်တော်များများလက်ရှောင်တယ်ဘာမှပြောတော့အဲ့လိုပဲအချမ်းပတ်အုပ်စုတွေအန်ယူဂျီတို့ PDF တို့ကိုလုံးဝလူရမသွင်းတော့ဒေတာရင်းနိုင်ငံတွေက တရုတ်ခေါင်းဆောင်ရှီကျင်းဖင်ဆိုတာကဘာမှာအမေရိကန်နဲ့အခုံးချင်းတက်ရှင်နေတဲ့ခေါင်းဆောင်အဲ့လိုတရုတ်တမရကြီးကိုနိုင်ကိုအောင်ဗိုလ်ချုပ်မကြီးမင်းအောင်လည်းလက်ဆွဲပြီးကဘာကြီးနဲ့မိတ်ဆက်ပေးခဲ့တာခရစ်စာကြီးတရုတ်တမရလို့တမရကြီးတယောက်ကတိတ်ခမရှိတဲ့အလုပ်မျိုးဘတော့မှမလုပ်သူကဗိုလ်ချုပ်မကြီးမင်းအောင်လည်းတိတ်ခတရားကိုယုံကြည်လို့ဗိုလ်ချုပ်မကြီးမင်းအောင်လည်းလုပ်နေတာတွေကိုယုံကြည်လို့ကဘာကြီးနဲ့မိတ်ဆက်ပေးခဲ့တာဖြစ်တယ်ဒါတွေကိုခင်ဗျားတို့စဉ်းစားဖို့လိုတယ် အခုဆိုရင်ဘာဖြစ်လဲပန်ဆယ်လို့ခိုးထားတာတွေအကုန်လုံးပေါ်နေပြီတော့ကျွန်တော်စဉ်းစားကြည့်ကျွန်တော်ပြောချင်တာခမားတို့တော်လန်ရေးဆိုတာကြီးကတခိုးတွေကအပေါ်ကနေတကားလေးအုပ်ထားတာတခိုးတွေခမားတို့အခုပန်ဆယ်လို့ဟုတ်လားမျိုးရံအောင်သိန်းတို့အခုခမောင်ဆိုးတို့ဟုတ်လား RFV ခမောင်ဆိုးတို့ ကျန်တဲ့အုပ်စုတွေပေါ့ဗျာဒီကောင်တွေကသူတို့ခိုးတယ်ကိုခိုးပါတယ်လို့ပေါ်မှာဆိုလို့တော်လန်ရေးဆိုတဲ့တကားလေးနဲ့အုပ်ထားတာကျွန်တော်ပြောချင်တာကအဲ့တော့အဲ့ဒီနောက်မှာဗျာအုံနောက်မရှိဘဲနဲ့ဒီလူတွေကိုဆက်ထောက်ခံနေကြမယ်ဆိုရင်ခမားတို့လောက်ညံနေတဲ့လူတွေမရှိတော့ခမားစဉ်းစားကြည့်ဆိုအဲ့တော့ကျွန်တော်ပြောချင်တာကိုကိုကိုယုံကြည်လားကိုကိုယုံကြည်ရင်ခမားတို့ရွေးကောက်ပွဲဝင်လိုက်ရွေးကောက်ပွဲက free and fair ဖြစ်ဖို့အတွက် ကျွန်တော်တို့လည်းအာမခံတယ်အာမခံတော့အမေဘာလို့လဲမဟုတ်ဘူးကျွန်တော်တို့ကဒီလိုမျိုးလားပြောချင်တာရွေးကောက်ပွဲဝင်ရင်ခမားတို့ကဟာလားတိုင်းပြည်အတွက်ခမားတို့ရဲ့ပြောဆိုပြောရေးဆိုခွင့်ရှိလာမယ်ကျွန်တော်ပြောချင်တာနော်ပြောရဲဆိုခွင့်ရှိတာနောက်ဆုံးရွေးကောက်ပွဲမမှန်ဘူးဖြစ်ခဲ့ရင်တော့ခင်ဗျားတို့မမှန်ကြောင်းပြောခွင့်ရလားအကောင်းဆုံးနီလန်အပြင်ကကြည့်နေပြီးတော့ရွေးကောက်ပွဲကမှန်တယ်မမှန်ဘူးပြောနေတာကတော့ဒါကတိတ်အိပ်ပဲမရှိဘူးကျွန်တော်ပြောချင်တာအိပ်ပဲမရှိဘူးဝေဖန်ရေးတက်တက်ဟောကိုကိုလည်းရွေးကောက်ပွဲကို ပါဝင်တော်မဟုတ်ဘဲနဲ့ရွေးကောက်ပွဲကမှန်မယ်မှားမယ်လို့ပြောနေတာကြီးကဒီအတိပ္ပယ်မရှိဘူးလို့ကျွန်တော်ဒီလိုသုံးသပ်ချင်တာဒါကြောင့်မို့ကိုကိုတိုင်ရွေးကောက်ပွဲဝင်လိုက်အဲ့ဒါဆိုခင်ဗျားတို့ပြောရေးဆိုရင်ပူရှိလာတယ်ရှိလာမယ်ဟုတ်တယ်တိုင်းပြည်လည်းငင်းငင်းချမ်းဖြစ်သွားမယ်ကျွန်တော်ပြောချင်တာဟုတ်တယ်ခါတော့နိုင်ငံရေးလှုပ်တယ်လက်နက်ကင်တယ်ဆိုတော့တိုင်းပြည်ကိုဟုတ်လားဖြတ်စည်းနေတယ်ဘလို့ခေါမလဲတိုင်းပြည်ကိုအပြိုင်ဆိုင်ဖြတ်စည်းကြတာမဟုတ်ဘူးတိုင်းပြည်ကိုတိဆောက်ကြတာနိုင်ငံရေးလှုပ်တာတော့ပါလို့ဆိုတာတိုင်းပြည်ကိုတိဆောက်ရတာ ဆိုတော့အဲ့ဒါကိုသိဖို့လိုတယ်ဒါကြောင့်မို့ကျွန်တော်ပြောချင်တာကခင်ဗျားတို့တကယ်တိုင်းပြည်အပေါ်စေတနာရှိတယ်ဆိုရင်ဟုတ်ပြီခင်ဗျားတို့ကဟုတ်လားထားပါတော့ခင်ဗျားတို့နဲ့မတည့်တဲ့အစုဖွဲ့ကိုကြိုက်ချင်းမကြိုက်ချင်းရပုံစံတစ်မျိုးခင်ဗျားတို့ကိုယ်တိုင်တိုင်းပြည်ပေါ်တကယ်စေတနာရှိရဆိုရင်ရွေးကောက်ဖွဲ့ကိုဝင်လိုက်ပါရွေးကောက်ဖွဲ့ယုံမမယုံမကျွန်တော်မပြောဘူးရွေးကောက်ဖွဲ့ဝင်လိုက်ပြီးမှခင်ဗျားတို့ကြိုးရဲဆုံးနေရှိလာမယ်ပို့ပြီးတော့ဒီရောက်ကဒီရောက်ဝင်မှာဘာလိုချက်ရှိတယ်ဘာလိုချက်မရှိဘူးခင်ဗျားတို့ဒါတွေပြောရေးဆိုဝင်ရှိဖို့အတွက်ကိုယ်တိုင်ဝင်ပြီးတော့တိုင်တဲ့နေရာမှာနေလိုက်ပါเนาะကျွန်တော်ဒီလိုမျိုး သုံးသက်ချင်တာဖြစ်တယ်လို့เนาะကျွန်တော်ဒီလိုပြောချင်တယ်နောက်တစ်ခုတော့ကျွန်တော်တို့ပြီးခဲ့တဲ့ရက်ပိုင်းပါเนาะမနေ့ကအထီကို online ပေါ်မှာကျွန်တော်တို့တောင်းနဲ့တောင်းအချင်းများခဲ့ကြတဲ့နေပြီးတော့တစ္ဆိတ်ပင်ရွာကအစ္စလမ်ဘာသာဝင်တွေရဲ့ဘလီဝကြောင်းဆောက်လုပ်တဲ့နေရာကိုကျွန်တော်ဒီကနေ့ရောက်ခဲ့တယ်ရောက်ခဲ့တဲ့နေရာမှာအဲ့ဒီမှာသူတို့အဲဆောက်လုပ်ရေးလုပ်ငန်းခွင်မှာအစ္စလမ်ဘာသာဝင်နှစ်ယောက်နဲ့တွေ့တယ်ကြီးကြီးမွန်မွန်ပါပဲ နော်အကိုကျွန်တော်တို့ဒါလေးရိုက်ချင်တယ်ရိုက်တယ်ကျွန်တော်သိတယ်ကောမင်းရိုက်တယ်ချက်ကပြောက်ကျွန်တော်သိတယ်တဲ့ဆိုတော့အဲ့တော့အကိုကျွန်တော်အင်တာလေးပြုလို့ရမှာသောကောမင်းအင်တာတော့မပြုနဲ့ဗျာအင်တာတော့မပြုပါနဲ့ဘာလို့ဆိုတော့ကျွန်တော်တို့ကဗာလဲဆိုတော့ဒါတရားဝင် စောက်တယ်ဆိုတာသိစေချင်တယ်နော်ကျွန်တော်တို့ကနိုင်ငံတော်ကိုတရားဝင်တင်ပြီးတော့တရားဝင်စောက်တယ်ဆိုတာသိစေချင်တယ်မြေသူမြေသူလာတာလာကြည့်ပါကျွန်တော်တို့ကတရားဝင်စောက်လုပ်နေတာဖြစ်ပါတယ်ဆိုတော့သူတို့ကဒီလိုပြောတယ်ဒါလည်းမှန်ပါတယ်သူတို့အားလုံး ကျွန်တော်ပြည့်သက်တွေလို့တော့ပြောလို့ရတာပေါ့နော်ကျွန်တော်ပြည့်သက်တွေလို့ကျွန်တော်တို့အသေးချာလေးရှင်းပြပါရယ်အားလုံးကြီးကြီးမွန်မွန်ပါပဲနော်အဲ့တော့ကျွန်တော်တို့ကဘာလဲဆိုတော့အဓိကအဖြစ်တော့ဗျာကျွန်တော်တို့ကမာတီကားချားကိုသွားမယ်လူမျိုးစုံကဘာကြီးကိုသွားမယ်အခုလိုမျိုးလားနိုင်ငံတော်အကြီးကဲရေအနေနဲ့ကဘာကြီးကိုခြေဆက်နေတဲ့အချိန်မှာကျွန်တော်တို့ဟုတ်လားအဓိကအဖြစ်တော့ဗုဒ္ဓဘာသာဝင်စစ်စစ်တွေအနေနဲ့ဗုဒ္ဓဘာသာဝင်စစ်စစ်တွေကတော့ လုံးဝသဘောထားကြည့်တယ်ကျွန်တော်သိတယ်သဘောထားကြည့်ရဆိုတာတို့အနေနဲ့ဟာကိုဘာသာရဲ့တည်တဲ့ခိုင်မြဲရေးဟာကိုဘာသာနဲ့သာလုံးယူရမယ်ဆိုတော့တို့သိတယ်ဒါဗုဒ္ဓဘာသာဘာသာဝင်စစ်စစ်တီကသူများဘာသာကိုတိုက်ခတ်ခြင်းအပြင်ကိုဘာသာတည်တဲ့ခိုင်မြဲမယ်ဆိုတော့ဗုဒ္ဓဘာသာဝင်စစ်စစ်တီကမယုံဘူးကိုဗုဒ္ဓဘာသာကိုတည်တဲ့ခိုင်မြဲအောင်ကိုဗုဒ္ဓဘာသာဝင်တွေကသာလုံးကမင်းဆိုတော့တို့ယုံကြည်တယ်ဒါပေမဲ့တခြားအုပ်စုတွေကတော့ဟာတည်တဲ့အတိုင်းပဲခင်ဗျားတို့ဒါတွေကကျွန်တော်မပြောချင်ဘူးဒါကတော့ခင်ဗျားတို့အားလုံးတည်ရဲ့မြင်တဲ့အတိုင်းပဲ ဆိုတော့အဲ့တော့ကျွန်တော်တို့ကဟာလာဟိုပြောရရင်တော့အဲ့ဘာကြီးတို့လည်းကျွန်တော်ဘာကြီးဒီလိုလိုပဲပြောလို့ပြောတယ်ကျွန်တော်ကြားတယ်တဲ့ကောမကျွန်တော်သိရတယ်ဒီတော့ကျွန်တော်တို့ကဘာမှပြောစရာမရှိဘူးကြားတဲ့တရားဝင်ဆောက်လုပ်နေတာဖြစ်တယ်ကျွန်တော်တို့နိုင်ငံတော်ကိုတင်ပြီးတော့နိုင်ငံတော်ကမြေဟာလာမြေချပေးတယ်ဒါဒီအကုန်လုံးကိုတို့ process style လုပ်နေတယ်တို့ဒါမျိုးပြောပြတယ်ဒါကျွန်တော် auto record ပေါ့နော် auto record ကျွန်တော်တို့မင်းမျက်နှာနဲ့ဖြစ်လာတို့ရေးရေးမွန်မွန်ပါပဲအဲ့ကျွန်တော်တို့ကပြောရရင်တော့ဗျာဒါတွေကတော့ကျွန်တော်တို့ကဟိုပြောရရင်အလို့သဘောသုံးသက်တာပေါ့နော်အလို့သုံးသက်တယ်ဆိုတာ ျွန်တော်တို့ဟာလာပြောရရင်ဟိုကျွန်တော်တို့ဗုဒ္ဓဘာသာဆိုတာကတော့ဟိုဟိုတခြားဘာသာဝင်တွေဟိုဟိုကြောက်နေစဘူးတော့မလိုဘူးလို့ကျွန်တော်ကဒီလိုမျိုးသုံးသပ်ချင်တယ်ဟာလာကျွန်တော်တို့ဒါပြောရရင်ဗုဒ္ဓဘာသာမကွယ်ပြောက်ဖို့ကဗုဒ္ဓဘာသာဝင်တွေကိုနိုင်ကိုကဗုဒ္ဓဘာသာကိုပုံမထိမ့်သိမ်းဆောင်ရှားဖို့လိုတယ်ပုံမတက်ဝင်ယုံကြည်ဖို့လိုတယ်ဟာလာဗုဒ္ဓဘာသာဝင်တွေအနေနဲ့ပြောရလို့ရှိရင်ဗုဒ္ဓဘာသာဟာဟာလာတကယ်ကိုအာကိုယုံကြည်ရာဖြစ်တယ်ဆိုတော့ပို့ပြီးတော့ပြဖို့လိုတယ် ကျွန်တော်တို့အနေနဲ့သူများတကာများလာရင်ငါတို့နေသွားမယ်ဆိုတော့အတွေးနဲ့တော့ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်ကောင်းတယောက်ဖြစ်မယ်လို့ကျွန်တော်မထင်ဘူးเนาะကျွန်တော်တို့ရဲ့ဟလာပြောရလို့ရှိရင်ကျွန်တော်တို့ဗုဒ္ဓဘာသာကဟိုပြောရလို့ရှိရင်အခုလိုစီပင်လာတာစစ်တိုက်ပြီးတော့ပဲဖြစ်ဖြစ်သူတစ်ပါးဘာသာတွေကိုဟလာနှိမ်ချပြီးတော့ပဲဖြစ်ဖြစ်ဒီလိုမျိုးလုပ်လာတာမဟုတ်ဘူးမဟုတ်ဘူးဒါကြောင့်မို့ကျွန်တော်တို့ကအဓိကအချင်းတော့ ဥပဒေတော့ရှိရမှာပေါ့နော်ဥပဒေအတိုင်းကျွန်တော်တို့ကလုပ်ရမယ်အဲ့လိုပဲကိုယ့်ရဲ့ဘာသာတရားကိုကိုယ်ကပုံပြီးတက်ဝင်ယုံကြည်ရမယ်ပုံပြီးတက်ဝင်ကိုယ့်ဘာသာတရားတက်ဝင်ယုံကြည်လာတဲ့လူတွေကိုလည်းများများဆွဲဆောင်ရမယ်အဲ့လိုဆွဲဆောင်တဲ့နေရာမှာလည်းကျွန်တော်တို့ကဟိုပြောရလို့ရှိရင် တကယ်ကိုဟလား ဟိုဆွဲဆောင်တင်းတင်းနီးနေပဲဆွဲဆောင်ရမယ်ကျွန်တော်တို့က6လန့်တာပဲဖြစ်ဖြစ်ဖိအားပေးတာဖြစ်ဒီလိုဆွဲဆောင်တင်းတင်းလို့တော့မရဘူးကွာတခြားဘာသာဝင်တွေတရှိမှုတွေကိုလည်းတရားဝင်တရှိမှုတွေကိုလည်းကျွန်တော်တို့အနေနဲ့အတိအမှန်ပြုဖို့လိုအပ်တယ်ကျွန်တော်ဒီလောက်ပဲပြောချင်တာအဲ့တော့တွေ့လာတို့တွေအနေနဲ့တော်တော်လေးဆက်ဆံရေးလည်းကောင်းပါတယ်ကျွန်တော်တို့လည်းရိုက်ခွင့်ပြုပါတယ်ဒါပေမဲ့ तू ကမှန်ပါတယ်သူ့ရဲ့ပြောဆိုချက်ကအဓိကအဖြစ်တော့ဟိုကွန်မန့်ရတဲ့ဟိုအင်တာတော့မပြူပါနဲ့ဆိုရတယ်ကိုလို့အင်တာမပြူပါဘူးလို့သူက အရှိဟိုက်ရှိဟိုက်ရှိဟိုက်ဘာသာဝင်တွေအတွက်တနေရာစွန်နီဘာသာဝင်တွေအတွက်တနေရာပေါ့နော်အရှိဟိုက်ဘာသာဝင်နဲ့စွန်နီဘာသာဝင်တွေတို့တော့တစ်ဆက်သေးပေါ့နော်မြေအေရီယာအားလုံးကျွန်တော်ထင်တယ်နှစ်အေကလောက်မှာပေါ့နော်နှစ်အေကလောက်မှာလောက်ထားတာကျွန်တော်တို့တွေ့ခဲ့ရတယ်သူလက်ရှိမှာတော့ခြံစည်းရိုးတွေခတ်နေတာကိုကျွန်တော်တို့တွေ့ရတယ်ပေါ့နော်မိသူပင်ဆိုစီကမူပါအားလုံးကကျွန်တော်တို့ကတရားဥပဒေပေါင်းတဲ့ကနေပြီးတော့နော်ဟိုလူကြကန်ကြနေကြထိုင်ကြစားကြတောက်ကြတာပဲကောင်းပါတယ်လို့ပြောရင်လည်းကျွန်တော်တို့မြန်မာဟတ်တော့ရဲ့ တရက်10လ2025ခုနှစ်အတွက်နေ့စဉ်သတင်းသုံးသပ်ချက်ကိုကျွန်တော်ဒီမှာဆုံးသက်ပါတယ်အားလုံးကျေးဇူးတင်ပါဗျာဒါတော့မြန်မာတော့ကိုအောင်မဲဒါဒါပြဿနာကလေးတွေပေါ့ဒါသူသူသတင်းဟောသူသူလည်းအမြန်အားပေးပါတယ်သူကပြောဆိုလေးတွေနိုင်ငံပေါ်စည်းနာထားတာလေးအရန်ကောင်းတယ်နိုင်ငံရေးနိုင်ငံရေးနည်းနဲ့ဖြည့်ရှင်းဖို့ယူကောက်ပွဲကိုလာခဲ့ပါဖိတ်ခေါ်တယ် ေခောက်ဘွဲမှာပြောပါဆိုပါညင်းမှာခုံပါဒါအကောင်းဆုံးနီလန်းဒါအေဂျန်သောနီလန်းပဲတိုင်းပြည်လည်းမပြည့်စည်ဘူးလူတွေလည်းမသေးဘူးလွတ်တော်တွေမှာငင်းကြခုံကြဒါနဲ့ကမ္ဘာအလဲမှာလည်းလုံနေတာဒါကိုကိုဝမင်းပြောပါလားကောင်းပါတယ်ကိုဝမင်းကိုလည်းအများအားပေးလေးပါအားလေးတင်ဆက်ပေးတော့ပါကျေးဇူးတင်ပါတယ်ပြန်ဆုံပါ